မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ25ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီကယ်ပလဲစစ်စခန်းကိုကရင်တော်လှန်ရေးတပ်များကသိမ်းပိုက်ရရှိပြီးတဲ့နောက် ထိုင်းဘက်ချမ်းကိုထွက်ပြေးသွားတယ်စစ်သားများကိုလိုက်လံတိုက်ခိုက်ရှင်းလင်းရာစစ်သား၄ဦးအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မွန်လယ်3:45မိနစ်အချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ထိကယ်ပလဲစစ်စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့စစ်သားတွေကိုတော်လိုင်းတပ်များကလိုက်လံဖမ်းဆီးနယ်မြေရှင်းလင်းရာမှာ စစ်သား၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်၁၆လက်သိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗယ်လောလောဆယ် KNL ကဖမ်းမိထားတဲ့စစ်တုံးမန်းကစစ်သား၄ဦးအရှင်မိပါတယ် KNL KNDO တိုင်ရင်ရှိကလက်နက်ခဲပစ္စည်းတွေရတယ်တချို့ရန်သူတွေကတော့ဘဲတော်ထဲမှာပုံးနေလဲမသိရသေးဘူးလို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗယ်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းတွေဟာကရင်တော်လိုင်းတပ်များကလိုက်လံရှင်းလင်းနေတဲ့အတွက်ထိုင်းဘက်ကိုရောက်ရှိတဲ့အထိမပြေးနိုင်သေးပဲတောတွေထဲမှာပုံအောင်နေကြတယ်လို့သိရပါဗျ။ထိကက်ပလဲစစ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအ ਨੇ စုံ80ကနေ90ကြားတပ်ဆွဲခဲ့ပြီးတော့အ ਨੇ စုံစစ်သား90နဲ့60ကြား ထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးရန်စ조사နိုင်ကြောင်းတော်လိုင်းရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလဲထီကယ်ပလေစခန်းကို KNL တပ်များကထိုးစစ်ဆင်တိုက်ခိုက်ဖူးတော့လဲတိမ့်ပိုက်နိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ2023ခုနှစ်စက်တင်ဘာလအတွင်းမှာထပ်မံပြီးတော့ထီကယ်ပလေစစ်စခန်းကိုဒုတိယအကြိမ်ထပ်မံတိမ့်ပိုက်ရန်조사ခဲ့တော့လဲစခန်းတိမ့်ပိုက်ရန်လက်တကန်းအလုံးမှာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျအခု2025ခုနှစ်ဇွန်လ22ရက်နေ့မှသာ အပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုဇွန်လ3ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တေဘောဘုတ်တပ်စခန်းကိုတော်လိုင်းတပ်များကသိမ်းပိုင်ရရှိခဲ့ပြီးတဲ့နောက်ဇွန်လ22ရက်နေ့မှာထိကယ်ပလဲစခန်းကိုထပ်မံသိမ်းပိုင်ရရှိခဲ့ခြင်းဖြစ်ရာ ဒီဇွန်လအတွင်းမှာစစ်တပ်စခန်းနှစ်ခုကို KNL ကဇက်တိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်ရန်စစ်ကောင်စီတပ်စခန်း၃ခုသာသိမ်းပိုက်ရန်ကြံရှိတော့ပြီးအဲ့ဒီစခန်းတွေကတော့ဥက္ကဋ္ဌဝေါ်လီဗျူဟာဂုံးနဲ့တီတဲလေစစ်တပ်စခန်းတို့ဖြစ်တယ်လို့သိရပါဗျ။ KNU ကမက်လာ AB လာမေလာနဲ့အခုဇွန်လတွေမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလက်ဒီတခေါပီခွေ မော်ဖာတူစခန်း တာလေစခန်းများမေလာပလဲတို့မော်ခီဘင်းရောင်စခန်းကုန်ကနဲလေးစခန်းနဲ့ရွှေအေးမြိုင်တက်စခန်းဇွန်လ3ရက်နေ့မှာတေဘောဘိုးစခန်းဇွန်လ22ရက်နေ့မှာထိကယ်ပလဲစခန်းတို့ကိုဇက်တိုက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားဆက်မှုဆောင်ကနေရေခတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာ စစ်ခွေး6កောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မနက်9:00နာရီကျော်လောက်မှာမြို့သားဆက်မှုဆောင်ကနေပြီးတော့ရေခတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတွေကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး6កောင်တိတ်ဆုံးပြီးတော့ G3 တနက်တလက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ရေခတ်ဖို့လာတဲ့စစ်ခွေးတွေကိုစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေး6កောင်တိပြီးတော့တနက်တလက်တင်စီနိုင်ခဲ့ပါတယ်လို့ငန်းကောင်မြို့နယ်ပတ်ကောက်ဖတောင်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုငန်း န်းစုံမျိုးနဲ့ပတ်ကောက်ဖကတော်လိုင်းရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ပခုတ်ကူရေစကြိုလမ်းမိုင်းမှာ အကြမ်းဖက်ဆက်တက်နဲ့စင်ချောင်းရွာပြူစောတိခေါင်းဆောင်လင်းထင်ပိုင်ဆိုင်နဲ့ဘီလန့်မြေများနဲ့စီပုံးများကိုဖမ်းဆီးသိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ညနေ3:00ကမှစောက်တန်း YSO PDF ကတော်လိုင်းရဲဘော်များကပခုတ်ကူရေစကြိုးလမ်းမိုင်းမှာစင်ချောင်းရွာကပြူစောတိခေါင်းဆောင်လင်းထင်ရဲ့ဘီလတ်မြေတဲတဲ့ကားတစီးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘီလတ်မြေအိမ်များတင်နိုင်ရန်စင်ချောင်းကြီးရွာပြူစောတိခေါင်းဆောင်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုလင်းထင်ဆိုတဲ့ကောင်က ရွာဦးစေရီပြုပြင်ရန်ဆိုပြီးတော့အကြောင်းပြထားတော့လေ၎င်းရဲ့တပည့်ဖြစ်သူပြူစောတီတင်မိုးရဲ့နေအိမ်ဆောက်လုပ်ရန်အတွက်ဖြစ်တယ်လို့သိရပါဗျ။ပြူစောတီတင်မိုးဟာဝေးကြိုရွာပြူစောတီတအုပ်ဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်စင်ချောင်းရွာကိုထွက်ပြေးသွားပြီးနေအိမ်ဆောက်ပြီးနေထိုင်နေတဲ့သူဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်အဲ့ဒီနေမှာရေစကြိုမျိုးစူပောင်းယုံကအကြမ်းမဲ့စစ်ကောင်စီတပ်သားတွေပိုင်ဆိုင်တဲ့စားစီဆယ်ဘိတ်သာဝင်ဆက်နေစီဘုံတရာကိုလည်းပခောက်ကိုရေစကြိုလမ်းပိုင်းမှာ တော်လိုင်းရဲဘော်များက ထမှန်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ပခုတ်ကူရေစကြိုးလမ်းပိုင်းမှာဖမ်းမိခဲ့တာပါ။23ရက်နေ့ညနေပိုင်းမှာသတင်းအနက်ရတာနဲ့ဘီလန်မြေကားကိုတက်သိမ်းလိုက်တာတစ်ချိန်တည်းမှာပဲရုံးမောင်းဆောင်ကစီကားရောတခါတည်းတန်းပြီကကားသမားတွေကတော့ဖမ်းရတာမရှိပါဘူးအကုန်လုံးကိုပြန်လွှတ်ပေးလိုက်ပါတယ်လက်ရှိဘီလန်မြေကားကတော့ထိမ့်သိမ်းထားတယ်စီကားကတော့လိုင်းကားဖြစ်တဲ့အတွက်ပြန်လွှတ်ပေးလိုက်တယ် ်ဘီလန့်မြေကားတစ်ခုပဲထိန်းသိမ်းထားတာပါအချက်လက်နည်းနည်းစစ်ဆေးစရာကြံသေးလို့ပါလို့ Southern Wireso PDF တာဝန်ကကိုအောင်မောင်းကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘုံကြီးเจ้าများနဲ့တန်ဃာတော်များအနေနဲ့သာသနာအမတ်တစိုက်တတ်ထားတဲ့ license မဲ့ကားများကိုစီးနေနိုင်ရေးအတွက် ထောက်ခံချက်ရရှိဖို့အတွက်ငွေကျပ်30ကနေကားတံမိုးပေါ်မူတည်ပြီးတော့အလူငွေ30ကိုဆယ်ချီပြီးတော့မြို့နယ်တန်ကနိုင်ကအဖွဲ့များထံကိုလက်ထိုးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းမတ်စစ်ကောင်စီကမင်းအောင်လိုင်ရဲ့ညွန်ကြားချက်နဲ့အညီဇွန်လ10ရက်နေ့ကစတင်ပြီးတော့နိုင်ငံတော်ဝါမှာလိုင်စင်မဲ့ဝတ်တောက်ကားများကိုဖမ်းဆီးခဲ့တော့လေဖုန်ကြီးကြောင့်နဲ့တန်ကများအုံပြုနေတဲ့လိုင်စင်မဲ့ကားတွေကိုတော့မြို့နယ်တန်ကနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ တပ်ဆိုင်ရာမြို့နယ်အတွင်းမှာပြန်လည်စီးနင်းခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ဒါကြောင့်မြို့နယ်တန်ကနိုင်ငံအဖွဲ့များကတာသနာအထွတ်အမှန်တကယ်လိုအပ်ချက်အရာစီးနင်းနေတဲ့ကားများဖြစ်ကြောင်းထောက်ခံချက်များကိုထုတ်ပေးလျက်ရှိရမှာကားရဲ့မော်ဒယ်နဲ့တန်မိုးပေါ်မူတည်ပြီးတော့အ ਨੇ စုံအလူငွေချက်သိန်း30ကနေစတင်ပြီးအလူငွေထက်ဝင်နေရတယ်လို့သိရပါတယ်။ဖုန်းကြီးတို့ကြောင်းကကားက Alpha ကား တန်ဖိုးကတော့လိုင်စင်မဲ့ကားဆိုတော့တိန့်တရာအထက်မှာရှိမှာပေါ့အဲ့ဒါမြို့နယ်တန်ကနိုင်ငံကအဖွဲ့ထောက်ခံချက်သွားထုတ်တော့အရှင်ပြန်တပည့်တော်တို့ကလည်းရဲနဲ့ထွေးကိုနည်းနည်းပါးပါးလဖဲ့ဖို့ပြန်စွန့်ရပါတယ်။ပိုင်ယာဆိုင်ယာတွေကိုမဖမ်းမဆီးအောင်လို့ဒီမြို့နယ်တွေကကားမှန်ကြောင်စည်ရင်သွင်းရပါတယ်။အဲ့ဒီအတွက်ကားတစီးကို30အလူငွေကောက်ပါတယ်။မော်ဒယ်မြင်ပြီးတော့ကားကောင်းရင်သိန်းထောင်ချီတိုင်ရင်တော့သိန်း60လောက်တော့အလူငွေထည့်ရမယ်လို့မိန့်တယ်။မြို့နယ်တန်ခါနယ်ကအဖွဲ့ကလည်းသူတို့ကြီးပြန်မဟုတ်ပါဘူးတက်တဲ့ရဲလုံကြုံရေးအဖွဲ့တွေကိုပြန်ပြီးတော့ပေးကမ်းရတော့ အဲ့ဒါကြောင့်မှဆိုပြီးတော့အလူငွေထဲခိုင်းနေတာကြောင်းတုံးနေတဲ့ကားကိုတင်းသွားတာထက်စာရင်တင်း30ပေးခဲ့ရတာကဘာပဲဖြစ်ဖြစ်တော်ပါသေးတယ်လို့စာတင်လိုက်တစ်ခုကတိုက်အုပ်ဆရာတော်ကသတင်းပေးဖို့ပြောကြားထားပါတယ်လက်ရှိမြို့နယ်အများစုမှာမြို့နယ်တန်ခါနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်ပါရှိတဲ့လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးမှုမရှိတော့ဘဲနေကျော်သွားလာခွင့်တော့မပြုဘူးလို့သိရပါတယ် ်တပ်ဆိုင်ရာမြို့နယ်တွေအတွင်းမှာတော့စီးနင်းခွင့်ပြုထားတယ်လို့သိရပါဗျ။စီမံချက်ကာလမှာတော့နေကြော်ပြီးတော့မကြွကြပါနဲ့ဖရားလို့ထွေးဥကတော့ရှောက်ထားတယ်။စီမံချက်ပြီးရင်တော့သွားလို့လာလို့ပြန်ရမယ်ပြောတာပဲ။အခုတော့တီးခံပြီးတော့ကိုမျိုးနယ်ထဲမှာပဲစီးဖို့လာလျှောက်တယ်။မဖြစ်မနေနေကြော်ကြမယ်ဆိုရင်ဆရာတော်ကိုယ်တိုင်တက်နယ်မှုစီကိုစတင်ပြီးသွားပါလို့လာလျှောက်တယ်လို့မော်ပြည်နယ်မြို့နယ်တခုကဖုန်ကြီးကျောင်းကကျောင်းတိုင်းဆရာတော်တပတ်ကမိန်ကြားထားပါဗျ။အကြမ်းမဆက်ကောင်စီကလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးရမှာ ဝင်ကြီးဌာနနဲ့အဖွဲ့အစည်းထောက်ခံချက်ရှိတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခြင်းမရှိပဲပြည်သူများစီးနေနေတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုအဓိကဖမ်းဆီးနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းဒရဦးမြို့နယ်ကနေငန်းဆောင်မြို့နယ်ဘက်ကို4ကနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မွန်လွဲတနအီ46မိနစ်ခန့်မှာဒရဦးမြို့နယ်ဂွေးကုန်းဂိတ်ကငန်းဆောင်မြို့နယ်မြို့သားစစ်မှုဇုံကို ဖွာကားအဖြူနဲ့ထွက်လာတယ်။အင်အား40လောက်ပါတဲ့အချမ်းမစစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာဗရီလာမိုင်း6လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ကောင်စီတပ်သား4ဦးသေဆုံးပြီး19ဦးထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးကတော့ဒဏ်ရာအပြင်းထန်တယ်လို့သိရပါဗါးမိုင်းဆွဲတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုမြို့သားတိုက်နယ်ဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါဗါးစစ်ခွေးထတ်တိုးသေးတဲ့သတင်းတော့မကြားမိသေးဘူးနေရာမှာတင်၄កောင်တေးသွားတာတေဆုံးတဲ့၄កောင်ရဲ့ဒဏ်ရာရတဲ့၁၆កောင်ရဲ့အပြင်းထန်ဒဏ်ရာရတာက၂កောင်မှာခွေးတွေဘက်ကပြန်လည်ပြစ်ခတ်မှုရှိပါတယ်ကားပေါ်ကနေရန်တမ်းပြစ်ခတ်တယ် တရအူးမြင်းကြံငန်းစော်စီမီကုံမြို့သာဝက်လူလမ်းပိုင်းကိုည၈နာရီကနေပြီးတော့မနက်9နာရီအတွင်းတွာလာခြင်းမပြုလုပ်ဖို့အတွက်မြစ်တာရက်ခံကြံပါတယ်လို့ Special Task Force ငန်းစော်ကတောင်းရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတက်ခတ်မှုကိုမြင်းကြံခရိုင်အမှတ်6တပ်ရင်းတပ်ခွဲ3မြင်းကြံခရိုင်အမှတ်6တပ်ရင်းတပ်ခွဲ2နဲ့ TGYR Youth Guerrilla Counter Revolution ငန်းစော်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောက်မဲမြို့ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ24ရက်နေ့ညနေပိုင်းမှာကြောင်မဲမျိုးရက်ကွက်3နဲ့ရက်ကွက်9မှာအပြစ်ခတ်ရဲဆဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူလူထုကိုရေရွယ်ချက်ရှိရှိနဲ့ဥတီပြီးတော့ Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှု၂ချိန်အတွဲမှာအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးကအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်၁၀လုံးလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ်ပြည်သူများကိုရည်ရွယ်ချက်ရှိရှိဥတည်ပြီးတော့ဗိုလ်ကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြင့်ရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကအသိပေးထားပါတယ်။ကြောင်မဲမျိုးဗလီအရှိနဲ့သုံးရက်ကွက်ယုံနာကိုဘုံဒီတလုံးကြတယ်။စံပြထမင်းဆိုင်ကိုလည်းဘုံဒီတလုံးကြတာပြည်သူ၄ဦးတိတ်ဆုံးသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ ဇိုလာ၁၂ရက်နေ့ကလည်းနံမတူမြို့နယ်မန်လီကျေးရွာမှာရှိတဲ့ပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဦးတည်ပြီးတော့ Jet Fighter နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖုံကြီးကျောင်းစာတင်ကျောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူမြိုင်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူယူပြီးတော့အင်အားထောင်ချီပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူတွေဟာထောင်ထဲချီပြီးတော့ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇော်လာ24ရက်နေ့နေ့လယ်7:00နာရီလောက်မှာပခုတ်ကူမြို့နယ်ကျွန်းချောင်းဆက်ရုံအနီးမြို့စိုးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလေးကျောင်းကနေဖုန်ကြီးတက်ခတ်ရာဖုန်ကြီးကျောင်းပြက်စီးသွားပြီးတော့ကျောင်းတိုင်းဆရာတော်အပါအဝင် ပြည်သူ၄ဦးမစိုးရင်ကတရားရရှိသွားတယ်လို့သိရပါဗါဒါ့အပြင်ကံမမြို့ ချိုးပြန်ရက်ကွက်အတွင်းကိုရောက်ရှိနေတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းမုံလွယ်နှစ်နာရီခွဲအချိန်မှာကံမရေးပြောင်းပေါက်လမ်းပိုင်းအတိုင်းဆက်လက်ပြီးတော့ထွက်ခွာနေပြီဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းမှာစစ်ကောင်စီတပ်သားအင်အားတထောင်ကျော်ပါဝင်ပြီးတော့ကားအစီး62စီးပါဝင်တယ်လို့သိရပါဗျ။မနေ့က7နာရီဝင်းကျင်လောက်မှာပခုတ်ကူမြို့နယ်ကျိုးချောင်းဆက်ယုံနားက မျိုးစိုးကြီးပါဖုန်ကြီးเจ้าဘော်ကိုလေရင်နဲ့ဘုံကျဲသွားတာเจ้าနိုင်ဖုန်ကြီးနဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရသွားတယ်ဒဏ်ရာကတော့မစိုးရင်ရဘူးဖုန်ကြီးเจ้าလည်းထိခိုက်ပျက်စီးသွားတာရှိတယ်စစ်เจ้าကပခုတ်ကူကနေပြီးတော့အရန်ကြီးတော့မဝေးသေးဘူးမြိုင်လမ်းပိုင်းကိုထွက်လာနေတာပါဘဲကိုသွားဖို့လဲတော့တေချာမသိရသေးဘူးအခုပုံစံအတိုင်းဆိုရင်မြိုင်ဘက်ကိုထွက်လာနေတာနောက်ထပ်အင်အားထပ်ပြီးတော့ဖြည့်တင်းဖို့တွေရှိနေတယ်လို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် အဲ့ဒီအကြမ်းမှာစစ်တပ်စစ်ကြောင်းကြောင့်ကမ်းမမျိုးနဲ့စစ်ကြောင်းထိုးရလမ်းကြောင်းပေါ်မှာရှိတဲ့ခြေရွာနေပြည်သူတွေဟာထောင်နဲ့ချီပြီးတော့ဆေးပေးတိမ်ရှောင်နေရပြီးပြည်သူပိုင်းနေအိမ်များကိုလည်းအကြမ်းမှာစစ်ခွေးတပ်တွေကစိတ်ကြိုက်ဖောက်ထွင်းခိုးယူနေတယ်လို့သိရပါတယ်။တိုက်ပွဲကတော့ကြီးကြီးမားမားဖြစ်တာမကြားမိသေးဘူး။လက်ရှိရှေ့ပြေးစစ်ကြောင်းကတာကြီးတောင်ရေနံမြေဘက်ကိုရောက်နေပြီးအဲ့ဒီဘက်ရောက်နေတာ200လောက်ရှိပြီးကမ်းမမျိုးပေါ်ကတော့ဆေးပေးရှောင်နေရတာရက်20လောက်ရှိနေပြီးတချို့မှပြေးပဲနေကြတဲ့သူတွေလည်းရှိနေသေးတယ်။စစ်ကြောင်းသွားမဲ့လမ်းကြောင်းမှာနေတဲ့မိဘပြည်သူတွေ ်ပြူစောတိရွာတွေအနီးနားမှာနေထိုင်ကြတဲ့မိဘပြည်သူတွေကပါစာဆက်ရုံအနီးနားမှာနေတဲ့ပြည်သူတွေအနေနဲ့စစ်ကြောင်းတရင်ကိုအမြဲတမ်းဆွနေပြီးတော့အထူးတရိထားပြင်ဆင်ကြဖို့တိုက်တွန်းချင်ပါတယ်လို့အညာမြေအရက်ဘတ်လူမှုအဖွဲ့အစည်းမြန်ကတာဝန်ရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ